စစ်အနာရှင်အမြင့်ဖြတ်ဖြုတ်ချရေးမှာလက်ရှိတော်လှန်ရေးအစုတွေအနေနဲ့တပ်ပေါင်းစုဖွဲ့နိုင်မှတော်လှန်ရေးအောင်မြင်မှာဖြစ်တယ်လို့ရေးပြည်သူ့ကာကွယ်တပ်ဖွဲ့ WBTS ပြောရုံဆိုခွင့်ရှိသူဗိုလ်ရနိုင်ကပြောပါတယ်တပ်ပေါင်းစုဖွဲ့ဖို့အတွက်သဘောထားကြီးကြဖို့လိုအပ်ကြောင်းသူဦးကောင်တဖွဲ့ကောင်းဖို့အတွက်မဟုတ်ပဲပြည်သူလူထုကိုမျက်နှာမူတည်တယ်လို့၎င်းကဆက်ပြောပါတယ်2023ခုနှစ်ဖေဖော်ဝါရီတရက် စစ်အာဏာသိမ်းမှုနောက်ပိုင်းစစ်အုပ်စုနဲ့တော်လှန်ရေးအစိုးတို့အကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီးနိုင်ငံတော်ဝန်မျိုးပေါင်းတရာ၃မျိုးကိုစစ်အုပ်စုထံကတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။အဲဒီနောက်စစ်အုပ်စုကကော်လင်မြောက်တီလာရှိုစီဆိုင်မိုးပြဲတပိတ်ချင်းနောင်ချိုကြောက်မဲနဲ့ဒီပေါ်မျိုးတွေကိုပြန်လည်ထိန်းချုပ်သွားသလိုလက်ရှိမှာလည်းမိုးကောက်မိုးမှိုက်မျိုးတွေမှာစစ်အုပ်စုကပြန်လည်ဝင်လျှောက်လျက်ရှိနေပါတယ်။ပြည်သူတို့တရားလုံးဟာစစ်အာဏာရှင်ဖျောက်ချရေးသွက် ြတ်သားနေချိန်မှာတော်လိုင်းရဲ့အဆုများကတပ်ပေါင်းဆောင်ဖွဲ့စည်းရေးနီလန်းတွေရှာပွေရမှာဖြစ်တယ်လို့မြမနိုင်ငံရေးလေလာသုံးသက်သူတောက်တာလှကျော်စောက ပြောပါတယ်။တကယ်တမ်းတမှာဟိုတပေါင်းစုဖွဲ့ဖို့အစည်းအဝေးတွေထိုင်နေကြတယ်ဆိုတာပါဆိုတာ။ Something အဲ့လိုကြားလိုက်တဲ့အခါလုံးဝပါ ဒါကျမတို့ကမတွေ့တွေ့အောင်ရှားမှာပေါ့ဗျာလား။ပြီးလူလူကတော့ပြတ်သားနေပြီ။အဲ့ဒါကိုကျမတို့ကလက်လိုလိုက်ကိုပဲဖြစ်ပါမယ်။ပြီးလူလူပြတ်သားနေတဲ့အခါမှာပြီးလူလူကိုစီယုံပြီးတော့ကျမတို့ရှေ့ဆက်ဆရာရှိရဆက်ရမှာပေါ့။လက်ရှိမှာလည်းတယောက်ရဲ့ဖိအားပေးမှုနဲ့အတူညီနောင်မဟာမိတ်ဖွဲ့ဝင်များဖြစ်ကြတဲ့ကိုကန်တ NMTAA တအောင်မျိုးသားလူမျိုးရေးတတ်မတော် TMAA တို့နဲ့ စီအုပ်စုတို့ပြက်ခတ်ရက်ဆဲကြပြီးဖြစ်ပါတယ်။ဒါကြောင့်အခြားသောဒေသတွေကိုစီအုပ်စုဟာလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးဖိခတ်မှုတွေပုံမော်လောက်ဆောင်နိုင်တာကြောင့်စစ်အာဏာရှင်ဖျောက်ချနိုင်ရေးအတွက်တပ်ပေါင်းစုဖွဲ့စည်းဖို့တိုက်တွန်းမှုတွေရှိနေပါတယ်ခင်ဗျာ။